ယေရှုရှင်အပေါ်မှာဆက်ဆံခဲ့တဲ့အပြုမူလေးတစ်ခုကြောင့်လူအများရဲ့အတိမတ်ပြုခြင်းခံနေရတဲ့ကိုဆိုင်စော် MCL ပြည်သက်များအလုံးပဲမင်္ဂလာပါရှင်ပြည်သက်များရှင်ကိုဆိုင်စော်ကအရှိုးသားတဲ့စိတ်ဓာတ်ကြောင့်မို့လူအများရဲ့ချစ်ကယ်မှုကိုရရှိထားခဲ့တာပါငလင်ပေးမှာတက်နိုင်တဲ့သူတွေကတက်နိုင်သလောက်လူတန်းနေကြချိန်မှာကိုဆိုင်စော်ကလည်းရှင်ခဲချောင်းလေးတာရောက်နိုင်နာမို့ရှင်ခဲချောင်းကိုအကုန်လုံးနှုတ်ခဲ့တာပါဒါကြောင့်မလို့လဲစိတ်တက်ကအကျိုးပေးကဆိုရှယ်မီဒီယာမှာနာမည်ကြီးသွားခဲ့တာဖြစ်ပါတယ်ဒါအပြင်ကိုဆိုင်စော်ကိုဆိုရှယ်မီဒီယာမှာလူ သည့်များအောင်ပံ့ပိုးကူညီပေးခဲ့တဲ့သူတွေလည်းရှိပါတယ်။ကိုနိုင်ဆိုတဲ့ရှန်ကုံကအူလီကြီးကကိုရှိုင်းစော်ကိုလူများကြားလူသည့်များအောင်ပံ့ပိုးကူညီပေးခဲ့တဲ့သူတွေကတယောက်ပါ။ဘသူကမှမလူသေးတဲ့အချိန်မှာကိုနိုင်ကပဲလူအပ်တာတွေကိုထောက်ပံ့ပေးခဲ့တာပါ။ကိုနိုင်ကရှေကဲဆက်လုပ်ငန်းကိုလုပ်ကိုင်သူပါ။ရှေကဲဆက်အမျိုးမျိုးကိုပြုပြင်ပေးတယ်လို့တင်နန်းနေလဲပြီးနေသူတယောက်ပါ။ဒါကြောင့်မလို့ရှေကဲကြောင်ရှောင်းကအသက်မွေးနေတဲ့ကိုရှိုင်းစော်ရဲ့လူအပ်ချက်ကိုလည်းကိုနိုင်ကသိပါတယ်။ဒါကြောင့်မလို့လူအပ်တဲ့ရေကဲကြောင်တုတ်တွေကိုထုံရောက်နိုင်ဖို့အတွက်ရှေကဲဆက်ကိုလူပင်းခဲ့တာပါ။ ါကိုနိုင်ကစာဝွင့်နေရင်အတွက်လူပီးတဲ့အပြင်ကိုဆိုင်စော်အတွက်ဖုန်းတစ်တလုံးကိုလည်းလက်ဆောင်ပေးခဲ့ပါသေးတယ်။ဒါအပြင်ဆိုင်ကယ်လူချင်းတဲ့သူတွေနဲ့ဆိုလည်းချိတ်ဆက်ပေးပါတယ်။ကိုနိုင်ဘက်ကအခုလိုဖေးမာတဲ့အပေါ်မှာကိုဆိုင်စော်ကလည်းယေရှုရှင်အဖြစ်အပြည့်ဝကိုသတ်မှတ်ထားတာပါ။တလုံးစားဘူးသူယေရှုဆိုတလို့သူဘုံဝကိုသတ်မှတ်အောင်လမ်းပြပေးတဲ့သူတွေအားလုံးကိုလည်းယေရှုရှင်အဖြစ်ကိုဆိုင်စော်ကသတ်မှတ်ထားပါတယ်။ဒါကြောင့်မလို့လည်းငလင်ဘေးအတွက်အလူတွေခဏတာရပ်ထားတဲ့အချိန်မှာယေရှုရှင်ကိုကာရဝပြုဖို့ပြင်ဆင်နေခဲ့ပါတယ်။ကိုနိုင်ကရ န်ကုန်မှနေတာဖြစ်တဲ့အတွက်ကိုရှိုင်းစောကရန်ကုန်တိအသွားကစားစရာတွေနဲ့သွားကြတော့ခဲ့ပါတယ်ဒိုးမုံတွေနဲ့စားစရာတွေဝယ်သွားကကိုနိုင်ရဲ့အိမ်ကိုသွားကြတော့ခဲ့တာပါကျေးဇူးတိတက်တဲ့ကိုရှိုင်းစောရဲ့အပြုမူနေကြောင့်ကိုနိုင်မှလည်းဝမ်းသာအားရဖြစ်နေရပါတယ် ကိုရှိုင်းစော်ကရိုးသားတဲ့သူတယောက်ဖြစ်တဲ့အတွက်ကိုနိုင်ကစိုးရိမ်တာမျိုးလည်းရှိပါတယ်။ဘေးကနေသွေးဝိုင်းထိုးကမြောက်ပင့်ပေးတာမျိုးဖြစ်မှာစိုးရိမ်တာပါ။ဒါကြောင့်မလို့လေလိုအပ်တာတွေအလုံးကိုတင်ပေးကနီးလန်းပြပေးနေတာပါ။အခုဆိုရင်ကိုရှိုင်းစော်ကိုဆိုင်ကယ်တွေနဲ့တစည်းပြီးတစည်းလူပေးကြသလိုအလူငွေတွေလူတွေရဲ့သူတွေကလည်းများလာပါတယ်။ဒါကြောင့်မလို့တချို့ဆိုရင်ကိုရှိုင်းစော်တယောက်ချမ်းသာနေပြီလို့တော့ဝေဖန်ကြတာမျိုးရှိပါတယ်။ကိုရှိုင်းစော်ကလူများထင်နေလောက်အောင်ပတ်စံတွေပေါများနေတာမဟုတ်ပေလူပေးတဲ့ပတ်စံတွေကိုငနေပြီးအတွက်တစင်ပြန်လဲလူတန်းပေးနေတာဖြစ်ပါ ါတယ်။ဒါအပြင်ကိုရှိုင်းစော်ကရှိခဲကြောင်းရှောင်းရင်းနဲ့တာပေါ်မှာကိုဆက်လက်ဖြတ်တန်းကျင်တာပါ။ဒါကြောင့်မလို့လေရှိခဲနဲ့ပတ်သက်ပြီးနောက်ထပ်ပညာတွေကိုကိုနိုင်ကတင်ပေးသွားအောင်ပါ။ကိုရှိုင်းစော်က ကိုနိုင်တယောက်တည်းကိုကတော့ကျင်တာမဟုတ်ပဲကျန်တဲ့သူတွေကိုလည်းကျေးဇူးရှင်ဖြစ်တမတ်ကကာရဝပြုနေတာဖြစ်ပါတယ်ကိုဆိုင်စော်ကကျေးဇူးတည်တဲ့စိတ်ကြောင့်ဒီတမတ်ကပိုအောင်မြင်ပါလို့ပရိသတ်တွေကခံမှန်းနေတာပါကျေးဇူးရှင်ပေါ်မှာဆက်ဆံတဲ့ပြုမှုလေးတစ်ခုကြောင့်လူများရဲ့အတိမတ်ပြုခြင်းကိုခံနေရတဲ့ကိုဆိုင်စော်ပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးများရင်တင်ပါတယ်နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့အတူလက်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမှာမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်